အလုံးမဲမင်္ဂလာပါရှင်ဖုန်းယူမီဒီယာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလေးဝတာနဲ့ဇလာပြိုင်ညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝတာခံမှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့စက်တင်ဘာလ28ရက်နေ့အတွက်ထူးခြားမလေးဝတာရင်းနေဗီယက်နမ်နိုင်ငံမြောက်ပိုင်းကန်ချီတွေကိုစတင်ဝင်ရောက်တော့မယ်တိုင်ဖွန်းမုန်တိုင်းအကြောင်းနဲ့ မြန်မာနိုင်ငံ၏မုတ်တုံလင်းစုခွာတော်မူအခြေအနေများကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့တိုင်ဖွန်းမုန်တိုင်းပူအလွိုင်းကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တူပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းပူအလွိုင်းသည်အနာအနာများပတ်သို့ရည်ရလျက်ရှိပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုင်ဖွန်းမုန်တိုင်းပူအလွိုင်းသည်အနာများပတ်သို့ရည်ရနိုင်ပြီးယနေ့ညပိုင်းတွင်ဗီယက်နမ်နိုင်ငံများပိုင်ကန်စီဒေသများကို တိုင်ဖွန်းမုန်တိုင်းပူအလွန်ဖြစ်လက်ကောင်း29ရက်ကုလ2025ရက်နေ့တွင်ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံ၏ဆက်တူကိုအပူပိုင်းမုန်တိုင်းပူအလွန်ဖြစ်လက်ကောင်း30ရက်ကုလ2025ရက်နေ့တွင်လာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်ဖြစ်လက်ကောင်းဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။မူလဝတ္ထပညာရှင်ဥက္ကမောင်ထွေးဤသုံးသက်ချက်များကိုလည်းဆက်လက်ဖော်ပြလိုက်ပါရရှင်။ ီယက်နမ်နိုင်ငံကိုဦးတည်နေတဲ့မုံတိုင်းကြီးဘွယ်လွန်ဟာဒီကနေ့ညနေပိုင်းမှာဗီယက်နမ်ကို လေပြင်းတနအီကို134မိုင်နှုန်းနဲ့ဝင်ရောက်လာပါလိမ့်မယ်။ဒီမုံတိုင်းရဲ့လက်ကျန်းမိုးတိမ်တောင်တွေဟာ လာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံများပိုင်းကိုဖြတ်ကျော်ပြီးနောက်တစ်ဖက်စက်တင်ဘာလ29ရက်နေ့ည7:00နာရီမှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းရွှေတုဂံဒေသကနေမြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာမှာဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းကြောင့်မိုးကြီးနိုင်ခြေသတိပေးချက် မုံတိုင်းဝင်ရောက်လာမယ်လမ်းကြောင်းတစ်လျှောက်မှာမိုးလွန်သေးထန်စွာရွာသွန်းနိုင်တာကြောင့်ရုတ်တရက်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်ချောင်းပေးမြောင်းပေးနေထိုင်သူတွေအနေနဲ့အထူးသတိထားကြဖို့လိုအပ်ပါတယ်။ဒါအပြင်မိုးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ဒေသအလိုက်ကစေရေးဖွဲ့တွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတဲ့ကြောင်းလဲအကြံပြုလိုပါတယ်။အခြေအနေနောက်ဆက်တွဲတွေကိုဆက်လက်တင်ပြပေးသွားပါမယ်။ဆလပင်းဘင်္ဂလားပြည်အခြေအနေများနဲ့မြန်မာနိုင်ငံရဲ့မုတ်သွန်လေးအခြေအနေတို့ကိုဖော်ပြပေးသွားပါမယ်။ င်္ဂလာပလင်အော်ချင်းနေပင်လာပလင်အော်ရင်လေပြာနဲ့ရဝင်း၃ချိန်ဖြစ်ပေါ်နိုင်ပြီးနှစ်ချိန်တွင်ပုံမအားကောင်းလာနိုင်ကမွန်တိုင်းငယ်ဖြစ်သူရရှိနိုင်ပါသည်အနောက်တောင်ပိုင်းသုံးလီသည်2025ခုနှစ်အောက်တိုဘာလ၁ရက်နေ့မှ၆ရက်နေ့တွင်မြန်မာနိုင်ငံမြဝကျွန်းမဒေသများမှ၎င်းအောက်တိုဘာလ9ရက်နေ့မှ10ရက်နေ့တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ၎င်းဆုတ်ခွာသွားဖွယ်ရရှိပါသည်ပင်လာပလင်အော်ရှိမြောက်ပိုင်းတွင်တရင်တဲ့အင့်ဖြစ်ထွန်းလိုက်ပြီး ကပလီပလဲပြင်းနဲ့ဂျယ်မင်္ဂလာပလဲအော်ရိုရင်မောက်တောင်လင်းအားနိုင်ငံမှာအာတင်းတင့်ရှိနိုင်ပါတယ်။ဆလပီမိုးလေဝသနဲ့ဆလာဗီယာညွန်ချမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောညည်ကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ညည်အခြေအနေ2025ခုနှစ်အောက်တိုဘာလအတွင်းဒေါက်တာဝတ်ဒီမြေသည်ညငယ်မျိုးရင်းတစ်ချိန်ခန့်စစ်တောင်းမြေသည်တောင်ငူမျိုးရင်းမထောင်မျိုးတို့တွင်တစ်ချိန်ခန့်စီဘကုံးမြေသည်ဘကုံးမျိုးရင်းတစ်ချိန်ခန့် တန်လွင်မြည်ရည်သည်ဗအံမျိုးရင်တစ်ကြိမ်ခန့်တောင်ရင်မြည်ရည်သည်မြောက်ဝတီမျိုးရင်တစ်ကြိမ်ခန့်တိုးမြည်ရည်သည်မူဘဲမျိုးရင်တစ်ကြိမ်ခန့်နဲ့ဘီလင်းမြည်ရည်သည်ဘီလင်းမျိုးရင်တစ်ကြိမ်ခန့်ရင်းမြို့များဤဆိုရင်မအတီတီအထက်တို့ကျော်လွန်ရောက်ရှိနိုင်ပါသည်ရည်ကြည်မှုအခြေအနေတွင်2025ခုနှစ်စက်တင်ဘာလ28ရက်နေ့9နိုင်ချင်းထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချင်းတိုင်းထွာချက်အရာ စစ်တမ်းမြေသည်တောင်ကုန်းမြို့တွင်စိုးရိမ်မဲ့အထက်သို့ပြေဝခန့်ကျော်လွန်နေပြီးနောက်တရက်တွင်သွန်လမခက်မြင်တလာနိုင်ကရင်းမျိုးဤစိုးရိမ်မဲ့အထက်ဆက်လက်တည်ရှိနိုင်ပါသည်။ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထွားချက်အရစစ်တမ်းမြေသည်မတောင်မြို့တွင်စိုးရိမ်မဲ့အထက်သို့တပေခန့်ကျော်လွန်နေပြီးနောက်တရက်တွင်နှစ်လက်မခက်မြင်တလာနိုင်ကရင်းမျိုးဤစိုးရိမ်မဲ့အထက်ဆက်လက်တည်ရှိနိုင်ပါသည်။တို့ဖြစ်ပါ၍တောင်ကုန်းမြို့နယ်နှင့်မတောင်မြို့နယ်တွင်ရှိ မြကန်နီနဲ့မြင်းနေပိုင်းနေထိုင်သူများနေဖြင့်ရေပေးလို့ရနေရများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနိုးစွာအပ်ပါသည်။မြစီနာမြေရေပေးဝခံပြန်တမ်းမနေ့ကညနေမှ7နာရီတွင်မြစီနာမြို့ဤမနေ့ကမြင်းဆုံပူချိန်37.3ဒီဂရီစင်တီဂရိတ်ယနေ့နေဆုံပူချိန်16.9ဒီဂရီစင်တီဂရိတ်ဖြစ်ပါရရှင်။မြစီနာမြေသည်ဆိုရင်မှ1200စင်တီမီတာသို့ရရှိရန်998စင်တီမီတာ26ပေးကြော်ခန့်အလိုရင်းရရှိနေပါသည်။ ညည်ရီအတဲကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။ထူကဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ EOD မြင့်အထက်ပိုင်းမှာမိုးအထင်းတင်ရှိနေပါတယ်။ရန်ဖန်ရန်ခါ EOD မြင့်စွန်ထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရသွင်းခြင်းများကြောင့်မြေကြီးနားမြေကြားစင်နေရာမှပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ EOD မြင့်အထက်ပိုင်းမိခါမြင့်နဲ့မလိခမြင့်ဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအာသင်တင်ရှိနေပါတယ်။ ။ EOD မြို့ကိုတရှောင်းနဲ့ချင်းနှင်းမြို့ကိုတရှောင်းမြေကန်နီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလော့ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ EOD မြို့ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မယ့်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှင်းမြို့ရဲ့ချင်းနေကန်တီမြို့ရဲ့ပေဝဲကြောခန့်ပြန်တမ်းမနေ့ကညနေမှ12နာရီတွင်မုံရမြို့ရဲ့တုံးလမ်းမခန့်ထက်တမ်းမနေ့ကညနေမှ12နာရီတွင်ချင်းနှင်းမြစ်အထက်ပိုင်းမှာလက်တလောရင်မိုဟာနှင်းငယ်မှတင်တဲ့ရှိနေပါတယ်။ယခုရက်ပိုင်းတွင် ။ချင်းနှမြေကိုတရှာမြများအလုံးတွင်အကြဖတ်သူဦးတည်နေပါဦးမယ်။ချင်းနှမြေအတွက်ကြောင့်ပုံမှန်နေထိုင်ခံမှရှိနေပါမယ်။သူကဲမြေကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ကန်ဒီဟောမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမင်းကင်ကဏီမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။မုံရမြို့မြေအနေငယ်ထက်တန်းနိုင်ပြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အီအော်ဒီမြေအခြေအနေဗမော်မြေရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်နဲ့နေ့ပိုင်းတွင်ပြည်လဲကြဆင်းနိုင်ပါတယ်။ ရှေကူမျိုးကတားထီချိုက်တပေချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။ရအိုးเจ้าမျိုးမင်းမူမကွေအောင်လန်းပြီးစိတ်သားမြင်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။ဟင်္ဒရာမြင်းရဲ့တကြမရှိရတန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ဇလုံမျိုးမြင်းရဲ့တကြမရှိရတန်နေပြီးယနေ့ညပိုင်းနဲ့မနေ့ဖန်နဲ့ပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ထူထောင်မှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ ဆလပီမူလဝတ္တနှင့်ဆလာဗီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလဝတ္တအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလင်အော်ခြေအနေကပလီပလင်ပြင်းနှင့်ဘင်္ဂလားပလင်အော်တောင်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းနေပြီးကျန်ဘင်္ဂလားပလင်အော်တွင်မုတ်တုံလီအားတင်းတင်းရှိနေပါသည်။ယနေ့ညနေထိခမ်းမန်းချက်ကြားပြည်နှင့်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှေ့ပိုင်းတို့တွင်နေရာဆိတ်ဆိတ်နှင့် ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာနှံပြမှုထစ်ဆုံရပြီးရန်ကုန်တိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊အေရော်တီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရော်တီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်၁၄ရက်နေ့မှ၂၀ရက်ခန့်နဲ့ နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်ရှေ့ရက်မှ7ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။နေပြီးတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမြီ၊ရန်ကုန်ကပ္ပအေးမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမြီ၊မန္တလေးမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမြီ၊ပဲခူးမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမြီ၊မကွေးနေရာကွက်ကြားမိုးထစ်ချုံရွာမြီ၊ဟောင်မလင်းမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာမြီ၊ မုံရွာနေရာကွက်ကြားမှုထစ်ချုံရမည်ပတ်သိမ်းမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ဓာဝဲမိုးတင်းတင့်ထစ်ချုံရမည်မြေကြီးနာမိုးတင်းတင့်ထစ်ချုံရမည်လိုက်ကောနေရာကွက်ကြားမှုထစ်ချုံရမည်ဖတ်အံမိုးတင်းတင့်ထစ်ချုံရမည်ဟာခါနေရာကွက်ကြားမှုထစ်ချုံရမည်မော်လမြိုင်မိုးတင်းတင့်ထစ်ချုံရမည်စစ်တွေးနေရာကွက်ကြားမှုထစ်ချုံရမည်လာရှုံးနေရာကွက်ကြားမှုထစ်ချုံရမည်တောင်စီမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ကျိုင်းတုံ မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည် ဝဋ်ထိတ်တာဖြစ်ပေါ်မူခြင်းနှင့်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊အီယော်တီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်ဝဋ်ထိတ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါဝဋ်ထိတ်တာများရွေလျားရာနေရာတလျှောက်တွင်ဝင်ရသွင်းခြင်းနှင့်တူဒေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီလက်ခြင်းနှင့်မိုးတီးကျွေခြင်းစသည့်မလူဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချုပ်တင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်အတွက်ခမန်းချက် နေပြီးတော့ဘကိုတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကြားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်မိုးပူလာနိုင်ပါတယ်။နေပြီးတော့နေ့ဒီတစ်ဝိုက်အတွက်ယင်းညနေထိခမ်းမန်းချက်မိုးတစ်စိမ်တစ်စိမ်ထစ်ချုံရမည်။ရာရင်ရနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဒီတစ်ဝိုက်အတွက်ယင်းညနေထိခမ်းမန်းချက်မိုးတစ်စိမ်တစ်စိမ်ထစ်ချုံရမည်။ရာရင်ရနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ယင်းညနေထိခမ်းမန်းချက်နေရာကွက်ကြားမိုးတစ်ချုံရမည်။ရာရင်ရနှုံးပြည့်ဖြစ်ပါတယ်။မြမပင်လေပြင်း မြန်မာကေရိုနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတည်းရမိုးသက်လီပင်များကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်မိုးသက်လီပင်ကျစင်းရေပြင်းပြင်းလေးသည်တနိုင်လျင်မိုင်30အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင်မှာမြန်မာကေရိုနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်10ပေမှ12ပေခန့်ရှိနိုင်ပါသည်အလုံးပဲသဘောဝဘီအန်ဒီရဲ့ကနေကင်ဝေးကြပါစေလို့ For You Media Channel ကနေဆုတောင်းပေးလိုက်ပါတယ်ရှင်